ရွှေရှယ်ယာတွေမှာရတဲ့အမြတ်ငွေအမေရိကန်ဒေါ်လာ1.4သန်းကိုဝင်တဲ့2000ဝါတေယုတ်တစ်ထည်တူကပေးဝေတယ်လို့သိရပါတယ်တေယုတ်နိုင်ငံမှာစူပါမားကတ်ပန်ရှင်တို့ဟာအချက်ပြုတ်နဲ့တန်ရှင်းသမားတွေပါဝင်ဝင်တန်း2000ကျော်ကိုရွှေရှယ်ယာယင်းနည်းမြို့နယ်မှာရတဲ့အမြတ်ငွေယွမ်း10သန်းဒီပါအမေရိကန်ဒေါ်လာ1.4သန်းကိုဝေပေးလိုက်တဲ့အတွက်အွန်လိုင်းမှာဟိုးလေးတကျော်ဖြစ်သွားပါတယ်ဒီရပညာရှင်အောင်လည်းဖြစ်တဲ့ပြူမင်ကျန်းဟာ2021မှာလုပ်ငန်းရှင်ဖြစ်လာပြီးတရုတ်မြောက်ပိုင်းရှန်စီပြည်နယ်မှာ သူဟာစူပါမားကတ်ဖွင့်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတုန်းကသူဟာစီပွားရေးဟာရှမ်းစီပြည်နယ်မှာဆိုင်ခွဲပေါင်း33ခုထိဖွင့်ခဲ့ပြီးအနီးမှာရှိတဲ့ဟန်နန်ပြည်နယ်ထိပါလုပ်ငန်းတိုးချဲ့နေပြီးဝန်ထမ်းပေါင်း2000ကျော်ခန့်ထားနိုင်ပါတယ်တထေးလူဟာရွှေရှေရာတနည်းရင်းနှီးမြှုပ်နှံမှုမှာရတဲ့စုစုပေါင်းယွမ်း6.13တန်းကိုဝေပေးခဲ့ကြောင်း AB26 ရဲ့လက်ကသတင်းဌာနနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။ကျွန်တော်ရှေရာရောင်းဝယ်လုပ်နေတာနှစ်20လောက်ရှိပြီ ပတ်စံနေမြများဆဆဝေပေးတာဒါပထမဆုံးပဲလို့ဆိုပါတယ်။ဒါဟာရှယ်ယာမရတဲ့အမြတ်ငွေတွေကိုသူ့အနေနဲ့ဝေပေးခဲ့တာလို့ဆိုပါတယ်။လောက်သက်နှစ်နှစ်ထက်ရှိတဲ့ဝန်ထမ်းတွေကအမေရိကန်ဒေါ်လာ1400ယွမ်ဝေဆိုရင်1000လောက်သက်တစ်နှစ်နဲ့နှစ်နှစ်ကြာဝန်ထမ်းတွေကခီးသွားစေယွမ်2000နဲ့9000ယက်လောက်သက်တစ်နှစ်ဝန်ထမ်းတွေကယွမ်1000နဲ့9000ယက်အသီးသီးရပါတယ်။ online မှာပြနေတဲ့ video မှာစပွဲပေါ်မှာငွေတွေပုံထားပြီးဝန်ထမ်းတွေကပျော်ရွှင်စွာနဲ့သူတို့ဝေစုကိုရယူဖို့တန်းစီစောင့်ဆိုင်နေတာတွေ့ရပါတယ်။ဒီအကြောင်းစာကြတော့တထေးက movie ပြောနေတာထင်တယ်လို့ဝန်ထမ်းတို့ကဆိုပါတယ်။အခုလိုမျိုးငွေတွေဝေပေးတဲ့အတွက်ကြောင့်အင်မတန်ကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။ငွေတွေဝေပေးခြင်းဟာဝန်ထမ်းတွေအလုပ်ပုံကိုစူးစမ်းဖို့ရည်ရွယ်ခြင်းမဟုတ်ပဲရှေရှေအတွက်အမျော်မြင်ရှိစေရန်ဖြစ်ကြောင်းတထေးလူကပြောပါတယ်။ဝန်ထမ်းတွေစိတ်ချမ်းသာအောင်အကောင်းဆုံးလုပ်ပေးသမှာပါ။ အမြဲဝေတွေဝေပေးတာဒါတော့ဆုံးချိန်မဟုတ်သေးပါဘူးကျွန်တော်ဒီထက်ပိုများရင်ဒီထက်ဝေပေးဖို့အစီအစဉ်ရှိပါတယ်လို့တထေးလူကဆိုပါတယ်အကျိုးမြတ်တွေတဖြည်းဖြည်းရဖို့စိတ်ရှိရှင်နဲ့စောင့်အောင်ပါပေါ့လေမိသားစုပေါင်း2000ကျော်ကကျွန်တော်ပေါ်မိခုနေတာလေဒါကြောင့်ဝန်ထမ်းတွေကောင်းစားရေးပို့လုပ်ပေးရမှာပါဆိုပါတယ် online သူပြုသုံးပြုသူတွေကဝန်ထမ်းလိုက်လို့ကျင်တာဒီလိုတထေးမျိုးအဲ့ဒီမှသာလုံးလုံးရရင်စေစားလို့ပို့စူးစားပြည့်မယ်ဆိုပြီးမှတ်ချက်တွေပေးနေတာဖြစ်ပါတယ်